စာအုပ်လေးရဲ့မိကတော့ရင်းရင်းရဲ့ပျော်စရာခီးစဉ်နဲ့စာအုပ်ရဲ့နည်းနည်းဖုံးပုံကတော့စိတ်ကိုပျော်စရာကောင်းတာပဲရင်းရင်းကကောင်းရင်ကြီးမှာလင်းမြန်ကြီးစီပြီးခီးသွားနေတဲ့ပုံပေါ့လင်းမြန်ကြီးကအပြာရောင်အတောင်ပံလေးတွေကအနီလေးတွေအပြာရောင်ဖက်ကလေးနဲ့အနီရောင်ဖက်ကလေးနှစ်ကောင်ကလည်းရင်းရင်းရဲ့လင်းပြန်ပေးရနေအတူပြန်နေကြတယ်နောက်ခံကောင်းရင်ကြီးတို့တော့အစိမ်းရောင်နဲ့အဝါရောင်ကိုရောဆက်ပြီးစွဲထားတယ် ိန်ဆိုင်တိန်လေးတွေကတော့ဖြူရောင်လေးတွေပေါ့။ဒီညင်ကတော့အင်ကြီးအဝါနဲ့လုံကြီးအစိမ့်လေးဝတ်ထားတယ်။အမဲသူ့စပင်လေးတွေကအညိုရောင်လေးတွေပါလား။ဆာမျက်နာတဲ့ဒီကျင်းတို့ဈေးကိုမြက်ခဲလေးတွေတန်ကုန်လေးတွေဖြတ်ပြီးလမ်းလျှောက်တွက်ခဲ့ကြရတယ်။ဒီနေ့တော့ဒီညင်ကသူ့တငယ်ချင်းတွေကိုပြောပြနေတာ။ဒီရင်တို့မိသားစုဈေးကိုတွားလေးကြတဲ့အကြောင်းပေါ့။ ။ဒီရင်တို့တငယ်ချင်း၃ယောက်ရဲ့ပုံကိုစာရွက်ရဲ့ဘယ်ဘက်တောက်မှာဆွဲထားပြီးဒီရင်တို့မိသားစုဈေးသွားနေတဲ့ပုံကိုတော့ကျန်တဲ့ဆံမျက်နှာမှာအပြည့်ဆွဲထားတာ။အော်တိတိချာချာကြည့်လိုက်တော့ရင်းရင်းလေးကချိန်တော်လေးနဲ့ပါလား။ရင်းရင်းတို့တငယ်ချင်း၃ယောက်ကဖြာလေးတစ်ချက်ပေါ်မှာထိုင်နေကြလား။သူတို့အားလုံးရှမ်းတိုင်းရင်းသားရိုးရာဝစ်စုံကိုဝစ်ထားကြတယ်။ရင်းရင်းကအဝါရောင်တငယ်ချင်းနှစ်ယောက်က အပြာရောင်နဲ့ပန်းစီရောင်လေးရင်းရရဲ့ဘေးမှာတော့သူ့ရဲ့ချိုင်းတောင်လေးချထားတယ်။တငယ်ချင်းနှစ်ယောက်ရှိမှာတော့ပြစ်တိုင်းတောင်လေးနဲ့ရှမ်းအိုးစီလေးချထားတယ်။ရင်းရင်းတို့မိသားစုဈေးကိုတွားနေတဲ့ပုံလေးကိုတော့မျက်ခင်းစင်စင်လေးနောက်ခံထားပြီးဆွဲထားတယ်။အားလုံးဟာရှမ်းတိုင်းရင်းသားဝတ်စုံလေးတွေနဲ့ဖီဖီကညိုရောင်မိမိကအင်းကြီးပန်းရောင်နဲ့လုံကြီးခရမ်းရောင်အစင်းလေး ရင်းရင်းရဲ့မောင်လေးကတော့အင်ဂျီအနီးပေါင်းမီအညိုလေးဝတ်ပြီးတော့ရှမ်းအိုးစီအနီးနဲ့အဝါကြားလေးကိုလွှဲလို့နောက်ပြီးဖဖေကရှမ်းလွယ်အိမ်နီဝါစိန်အကြားလေးကိုလွှဲပြီးမိမိကတော့ရင်းရင်းရဲ့မောင်လေးအငယ်ဆုံးလေးကိုကျောပေါ်မှာတင်းလို့စောင်းအနီးလေးနဲ့တိုင်းချီထားတယ်သူတို့နောက်မှာတော့တောင်ကုန်းလေးတွေကိုကြည်နူးစရာတွေ့နေရတယ်ရင်းရင်းတို့မိသားစုကတော့ပျော်လို့ရွှင်လို့ပေါ့ ဆောင်ရွက်နာနှင့်ရင်ရင်အလိုပြောတာပဲဒီဆောင်ရွက်နာလေးမှာတော့ရင်ရင်တို့သွားမဲ့ဈေးလေးရဲ့ပုံကိုဆွဲထားတယ်ဈေးထဲမှာဈေးတွေဈေးဝယ်တွေနဲ့ရောင်းဝယ်ဖောက်ကားနေကြတာပေါ့အားလုံးကရိုးရာဝတ်စုံလေးတွေနဲ့လေဈေးဝယ်တွေကလည်းအလိုင်းလေးကိုနှစ်ဖူးကနေတိုင်းပြီးလွှဲထားတဲ့သူရဲ့တယောက်ကလည်းကလေးငယ်လေးကိုကြောပေါ်တင်ပြီးဆောင်းလေးနဲ့တိုင်းချီလို့တယောက်ကတော့ ုံပစ္စည်းအထောက်လေးကိုခေါင်းပေါ်တင်လို့ဈေးရဲ့စီကားနေပုံကိုဖျက်ထားတာဈေးဆိုင်လေးတွေကတော့အကုန်လုံးအမိုးလေးတွေမိုးထားတာတွေ့ရတယ်ရှင်းရှင်းလေးလေးမြင်ရတဲ့ဈေးတွေကြီးကတော့တောင်းနေပလုံးတွေရောင်းနေသူပဲရိုးရလက်မှုတောင်းနေပလုံးတွေပေါ့ဆမ်းမျက်နှာတုံးဖဖအင်ကိုစပိန်စီဗီသွားလည်တော့ကဖဖကိုစပိန်ကိုတိုက်ပင်းခဲ့ရတယ်။ဒီစာမျက်နှာကတော့ နောက်ခံအရောင်ကိုအစိမ်းရောင်လေးဆွဲထားတယ်။ဆဗရင်ပြားလေးစီးပြီးရင်းရင်းတို့မိသားစုဖွားဖွားအိမ်ကိုသွားနေကြတာ။တဖေကဆဗင်းကိုတွန်းရင်းရင်းကဆဗင်းပေါ်မှာမိမိကတော့မောင်လေးကိုတိုင်းချီထားရင်ရင်းရင်းရဲ့ကျိုင်းတောင်လေးကိုလည်းကင်ပေးထားတယ်။မောင်လေးအလက်လေးကတော့ဖွားဖွားအိမ်ကိုတိတ်မသွားချင်ရှာဘူး။စီစုံကနေပြေးနေတာ။စာမျက်နှာလေး ပြန်ရင်အလိုပြော်တာပဲ။ဟောပပွားကရင်းရင်းတို့မိသားစုကိုထွက်ကြုံနေပါပြီ။ပပွားကအိမ်ရဲ့လှေကားချင်ရင်းကနေစောင့်နေတာ။ပပွားကတက်ကြီးနေလို့ထင်တယ်။ခါလေးနဲ့နဲ့ကိုင်းနေတာတွေ့ရတယ်။ပပွားကတော့အိမ်ကြီးအစိမ်းလူရောင်လေးနဲ့ယုံကြည်ကပြားဖေးရောင်ပတ်နေစင်းလေးနဲ့ခေါင်းပေါင်းလေးပေါင်းထားတယ်။ပပွားရဲ့ခြံထဲမှာတော့ရခင်းလေးတွေ၊ပြပင်းလေးတွေကစိမ့်စိမ့်ဆူဆူနဲ့ ိမ်ရှိမှလည်းဝက်ကက်လေးတွေထောင်ပြီးအပင်လေးတွေပြိုးထားသေးတယ်။ဆာမျက်နှာ9နဲ့6မှာတော့တရစ်ဆန်ရင်ကိုကားနဲ့ဆေးပြီးသွားလေခဲကြတယ်။ရင်ရင်အလိုပြောတာပဲ။ရင်ရင်တို့မိသားစုရွှေဝါရောင်ကားလေးစီးပြီးတရစ်ဆန်ရင်ကိုသွားခဲ့တာပေါ့။ဘေးရာရောင်နဲ့အပြာရောင်စီးချေထားတဲ့ခြံဝန်းရှိပြီးဆိုင်းပုံမှာတော့အဝါရောင်အောက်ခံမှာအနီရောင်စလုံးတွေနဲ့ တရိษံယုံလို့ရေးထားတယ်။အဝင်ပေါက်မှာဒိဆောင်တယောက်ရှိနေပြီးဒိရဲ့ရှေ့မှာတော့မိုးပြံဘူးပေါင်းရောင်စုံလေးတွေရောင်းနေတဲ့ဈေးတွေကိုတွေ့ရတယ်။ဝင်းထဲမှာတော့တမင်လေးတွေမြောက်လေးတွေစင်ကြီးနဲ့သစ်ကလောက်ကြီးကိုမြင်နေရတယ်။ရောင်ယုံရဲ့ရှေ့မှာငပြိုးသီးတွေကိုတွေ့ရပြီးသားဖာနှစ်ယောက်ကရောက်တွေကိုကြည့်နေကြတယ်။ ရင်းရင်းတို့မိသားစုကတော့အဝါရောင်ပေါ်မှာအညိုအကွက်တွေနဲ့တစ်ကလေးကြီးကိုအစာကျွေးနေကြတာတစ်ကလေးကြီးကရံ့မြင့်တော့ဖီဖီကအစာကျွေးတယ်လေရင်းရင်းတို့သားမိတွေကတော့ဒီကနေကြည့်ရင်ပျော်နေကြတာပေါ့စာမျက်နှာခုနှစ်နဲ့ရှစ်မှာတော့ကျောင်းပရက်မှာကြုံကြိုကြက်ကြက်ရထားကြီးစီးပြီးခရီးသွားခဲ့ကြတယ်ရင်းရင်းအလိုပြောတာပဲ ွှေညောင်ဘူတာမှာပေါ့ခီးသွားတွေဈေးတွေတွေကလည်းအများကြီးပဲဘူတာယောင်ကတော့အဝါယောင်လေးမှာမှခေါမိုးလေးတွေကဒေတာယောင်လေးတွေဒီဆာမျက်နှာရဲ့နောက်ခံအယောင်စိမ်းမှာတောင်ကုန်းတောင်တန်းတွေကိုမြင်နေရတယ်တောင်တန်းတွေရဲ့ပေါ်မှာရွာလေးတွေနဲ့ဈေးဒီလေးတွေကိုလည်းတွေ့ရတယ်ရင်းရင်းတို့စီးခဲ့တဲ့ရထားကြီးတို့တော့အောက်ပိုင်းကအညိုယောင်နဲ့အပေါ်ပိုင်းကိုလိမ္မော်ယောင်ချဲ့ထားတယ် ရင်းရင်းတို့မိသားစုကတော့ဂျထားကြီးနဲ့ခီးသွားခဲ့ကြတယ်ဆိုတော့ကြော်ပြီလေ။စာမျက်နှာ6နဲ့10မှာတော့အေးလေးကမာလေးစီရင်ဇေယောကိုအစာကျွတ်ခရရဲရရဲ့အလိုပြောတာပဲ။ရင်းရင်းတို့မိသားစုအင်းလေးကံကိုရောက်နေကြပြီလေ။အင်းသားရိုးရာချောင်းနဲ့လှုပ်ခတ်ရတဲ့ပြေးလေးထဲမှာပေါ့။ရင်းရင်းတို့မိသားစုနားမှာဇေယောလေးတွေကပြန်ဝဲလို့ မလှမ်းမကမ်းပါလဲအင်းသားကြီးတယောက်ကတိတ်ဘောကနေမြုံထောင်ပြီးငါးဖက်နေတယ်။ဟိုးဝေးမှာတောင်တန်းကြီးတွေနဲ့ရေပေါ်မှာဆောက်ထားတဲ့အိမ်လေးတွေကိုတွေ့ရတယ်။ရေပေါ်စိုက်ခင်းတွေကလည်းအများကြီးပဲ။ဟဲခင်းကျင်တဲ့နင်းနင်းရဲရဲလေးတွေသီးနေတာတော့မြင်နေရပါလား။ဒီဆောက်ကတော့စာမျက်နှာတိုင်းမှာအစိမ်းရောင်ကိုနောက်ခံအသုံးပြုပြီးဆွဲထားတာကိုတွေ့ရတယ်။စာမျက်နှာ၁၁နဲ့၁၂မှာတော့ ချက်မျိုးရရဲ့ရွာကိုနွားလဲစီးပြီးသွားလဲတော့ကပဖိတ်ကိုနွားလဲပူမောင်းပိတ်ခဲ့ရတယ်။ရင်းရင်းလူပြောလာပဲ။ရင်းရင်းတို့ဆွေမျိုးတွေရှိရဲ့ရွာကိုလဲမိသားတစုလုံးနွားလဲစီးပြီးသွားခဲ့တယ်။လေးလန်းလေးရဲ့ဘေးမှာသစ်ပင်စိမ့်စိမ့်ကြီးတွေနဲ့အိမ်လေးတွေလည်းရှိတယ်။အိမ်လေးတအိမ်လေးကတော်ကြီးတယောက်ကလည်းရင်းရင်းတို့ကိုအားကျလို့ထင်ပါရဲ့။အိမ်ရှိကလည်းလှမ်းကြည့်နေတယ်။ဟိုးအဝေးမှာ အဝါရောင်စည်ဒီလေးနဲ့အညိုရောင်အိမ်လေးတွေကိုလည်းမြင်နေရတယ်။ဖုန်းရှိမှာတော့အဝါရောင်စည်ဒီလေးတွေနဲ့ဝန်းရံထားတဲ့အဝါရောင်စည်ဒီကြီးတစ်စုကိုမြင်နေရတယ်။အင်းတို့မိသားစုစီးလာတဲ့နွားလေးရတော့ကျုံးညိုရောင်လေးနွားနှကောင်ကိုတော့တကောင်ကိုခဲပြာရောင်နဲ့နောက်တကောင်ကိုအန်းညိုရောင်လေးချဲ့ထားတယ်။လေလန်းချောင်းလေးရလဲစိမ့်လို့ရင်းရင်းတို့မိသားစုကလည်းပြုံးလို့အမေ ရင်းရင်းကနွားလဲဟိုတော်ကုမောင်းနေပါလားစာနဲ့နာ73နဲ့74မှာတော့မော်လေးညီမလေးတွေနဲ့ပဲဖဲလေးပြန်ကြည့်ကိုစီးပြီးခရစ်တော်ခရရတယ်ရင်းရင်းလို့ပြောတာပဲရင်းရင်းတို့မိသားစုဟာအခန်းလေးကပေါ်စိုးလိမ္မော်ရောင်ကြီးပေါ်မှာရှိနေကြတယ်ဘေးကနယံကိုတော့ဒီညိမ့်စဲအောင်ချဲ့ထားပြီးနယံမှာဝါစိမ့်ကြီးအောင်ချဲ့ထားတဲ့ ရှမ်းအိုးစီတစ်လုံးရဲ့အဝါရောင်မောင်းလေးရဲ့ဘဝအနေလေးနှစ်ခုပါတဲ့အဝါရောင်လကွန်းတစ်စုံရဲ့ထိတ်ထားတယ်။အနောက်ဘက်ကနေရန်ကိုတော့စိမ့်ညာရောင်လေးခြေထားပြီးလိမ္မော်ရောင်တကရွယ်လေးကိုဖွင့်ထားတော့ကောင်းငင်ပြပြကြီးကိုမြင်နေရတာပေါ့။နေရန်မှာတော့ရင်းရင်းရဲ့ကျိုင်းတောင်လေးကိုထောင်ထားတယ်။နေရန်နှစ်ခုရဲ့တောက်မှာတော့ဝါစိမ့်ညာရောင်လေးခြေထားတဲ့ရှမ်းအိုးစီအကြီးကြီးတစ်လုံးရှိနေတယ်။ ဖီဖီကလက်နှစ်ဖက်ကိုကားပြီးဝရမ်းမောင်းနေတယ်။ခြေထောက်နှစ်ဖက်ကိုလည်းအပေါ်ကိုထောင်ထားတော့လင်းမြန်ကြီးနဲ့တိတ်တူတာပဲ။ရင်းရင်းတို့မောင်နှမကတော့ဖီဖီကြောပေါ်ကိုရောက်နေကြပြီ။ရင်းရင်းရဲ့တွေ့ထဲမှာလည်းလင်းမြန်ကြီးစီပီခီးသွားနေတာပေါ့။မိမိနဲ့မောင်ငယ်လေးကတော့ဘေးမှာထိုင်ပြီးရင်းရင်းတို့ကိုအားပေးနေတာ။မိမိရှိမှတော့အနီရောင်ဈေးွက်လေးနဲ့အနီရောင်အိုးစီလေးရှိနေတယ်။ ။ရင်းရင်းစိတ်ကူးတွေကပုံပုံတော့ဘယ်ဘက်ဆံမျက်နှာမှာဆွဲထားတယ်။မိုးပြာရောင်လေးနဲ့ပေါင်ခွတ်ထားတဲ့အချူရောင်တိတ်တိတ်ထဲမှာရင်းရင်းနဲ့မောင်လေးလျောက်ဒီရင်ပြန်ကြီးစီးရင်းနေကြတာ။ဟိုးနေရင်ရဲ့အမိပိုင်းမှာရှမ်းဟုတ်စီလေးကထောင်လို့ပါလား။ပျော်စရာကောင်းလိုက်တာ။ဆံမျက်နှာ15နဲ့16ပါတော့။တငယ်ချင်းတို့တွေလည်းရရလို့ပြောရအောင်ခရီးသွားကြည့်ကြပါလား ရင်းရင်းကသူ့ရဲ့အတွေ့အကြုံနဲ့စိတ်ကူးတွေကိုတငယ်ချင်းတွေကိုမျှဝေနေပါပြီ။ဒီစာမျက်နှာကပုံလေးကတော့စာအုပ်ရဲ့ပထမဆုံးစာမျက်နှာမှာဆွဲထားတဲ့ပုံလေးပါ။ရင်းရင်းတို့တငယ်ချင်း၃ယောက်ရဲ့ပုံကိုညာဘက်စာမျက်နှာမှာဆွဲထားပြီးတင်းဆိုင်နေချားမှာရင်းရင်းမြန်ကြီးစီးနေတဲ့ရင်းရင်းရဲ့ပုံကိုတော့ဘယ်ဘက်စာမျက်နှာမှာဆွဲထားတယ်။ကဲကလေးတို့ရောရင်းရင်းလိုပြောချင်းကြလား။ ရင်းရင်းလိုပဲအပျော်ခီးတွေသွားနိုင်တယ်လို့စိတ်ကူးနဲ့လည်းပျော်စရာခီးတွေသွားနိုင်ပါတယ်နော်ကလေးတို့အားလုံးညံရင်ညံသွေးထက်မြက်ပြီးအောင်မြင်ပျော်ရွှင်ကြပါစေကွယ်